ရေထဲမှာကြာတမျိုးမျိုးဆိုကြပါစို့ဥပ္ပလခေါ်တဲ့ကြာကြာပြူဘုရုမခေါ်တဲ့ကြာဘုရုမကြာပုံထိတ်ကြာဆိုပြီးတော့ကြာအမျိုးမျိုးတွေရှိကြတယ်အဲ့ဒီကြာတွေဟာဘယ်မှာပေါက်လဲလို့မေးရင်ရေထဲမှာပေါက်ကြတယ်ရေထဲမှာပဲကြီးပွားလာကြတယ်ရေကနေပြီးတော့အပေါ်တက်လာတယ်အပေါ်တက်လာတဲ့အချိန်ခါမှာဒီရေနဲ့ဒီကြာတွေလိမ့်ကြဖို့ရှိသလားမရှိဘူးဘာပြောချင်တာလဲကြာတွေဟာရေထဲမှာကြီးပွားလာတယ်မှန်ပြီမဲ့လို့ရေပေါ်တက်လာပြီဆိုရင်ရေနဲ့လိမ့်ကြဖို့မရှိဘူး အလားတူပဲငါဖျက်ရှင်က လောကမှာကြီးပွားပြီးလာတာမှန်တယ်လောကထဲမှာမွေးဖွားလာတာလည်းမှန်တယ်ဒါပေမဲ့လို့လောကနဲ့ငါဖျက်ရှင်ကလိမ့်ကြမှုမရှိပါဘူးလောကကိုသွန်းမှုဖြစ်ရှိပြီးတော့လောကအပေါ်မှာငါဖျက်ရှင်ဒီရည်ရည်ပြီးနေပါတယ်ဘာပြောတာလဲငါဖျက်ကဒီတရားတွေကိုသိအောင်သင်္ခေတတို့အတွက်နိလန်းကြီးချမ်းကြပြတ်တာပြီးတော့ဟောကြားပြတ်တာပြီးတယ်ဘယ်လိုလဲလို့သင်္ခေတတို့ကမကျင့်ဘူးမသိဘူး သိအောင်လည်းကြွစားအပ်တော့မှုမရှိရဘူးမရှိဘူးဆိုလို့ချင်းငါဖျက်မှဘာဖြစ်မလဲဘာမှမဖြစ်ပါဘူးတဲ့တိစ္ဆေသတို့နဲ့ငါဖျက်လိမ့်ပြမှုဘာမှမရှိဘူးတိစ္ဆေသတို့ဤတရားတွေကိုမသိလို့လည်းငါဖျက်မှဝမ်းနည်းမှုကြေကွဲမှုမရှိဘူးလို့ဆိုလိုပါတယ်နော်လောကကြီးနဲ့ဘုရားရှင်ကလိမ့်ပြမှုရှိသလားမရှိဘူးနောက်တနည်းကတော့ဘုရားရှင်ဒီလောကကြီးနဲ့လိမ့်ပြမှုမရှိဘဲလောကအပေါ်မှာယက်တင်ထိုင်တယ်လို့ သင်္ချေသောသင်္ချေသမီးတို့တွေလည်းလောကမှာကြီးပင်လာရပြီးလောကမှာမွေးဖွားလာရပြီးတာမှန်ပေမဲ့လို့လောကကြီးကနေပြီးတော့လွတ်မြောက်အောင်ကြိုးစားကြပါလောကကြီးနဲ့လိမ့်ကြံမှုမရှိအောင်ကြိုးစားကြပါဆိုပြီးတော့မြတ်စွာဘုရားဒီလိုတိုက်တွန်းထားတယ်နော်